စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့ကနေ14ရက်နေ့အတောအတွဲမှာလောက်သမျရည်ရွယ်သမျအောင်မြင်မယ်ဒီအချိန်ဒီကာလကိုအတွက်ကောင်းတဲ့ကာလဖြစ်တယ်စိုးတဲ့ကိစ္စကြုံရင်လည်းရဲတင်းတင်းရင်ဆိုင်ပြီးဖြေရှင်းမှာအလုံးစင်ပြေသွားရမယ်ဝေးကြီးကိစ္စလုပ်ငန်းကိစ္စစီးပွားရေးကိစ္စတွေမှာကိုမှန်ကန်စွာဆုံးဖြတ်နိုင်ခြင်းလောက်သမျအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းရဲ့အနှစ်သာရတွေပေါ်လွင်နေတဲ့ ယက်ဒီချက်သစ်တွေကိုလှုပ်လို့ရတယ်အလုံးမရှိအလုံးရခွင့်ရနိုင်တယ်အလုံးရှာနိုင်တယ်ဝေချစ်ဒီချင်းမြုပ်နိုင်ရင်သေချာပေါက်အကျိုးမြတ်ရရှိမယ်ဘေးဒီမေးကျင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကို အသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုကြလူတွေ့လာမင်းတဲ့အတွေ့အကြုံမျိုးရရှိအောင်စ조사ပေးထားတယ်ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းသင်ပြပါတယ် ရှင်းရဲ့နေရာအရာရာခံကောင်းတဲ့နေ့ကိုယ့်ရဲ့နေမှာရှင်ပြန်မှုမမြောင်မြင်ချင်ပြီးဘဝတိုးတက်တဲ့ကံကြမ္မာကိုရမယ်။ဆယ်ရဲ့နေမှာတော့ရာရာထိမ့်သိမ့်ပြီးလောက်အလွယ်တကူရတာမရှိဘူး။ဆက်တရဲ့နေမှာပေါ်လာတဲ့ခွင့်ရည်တွေလက်တွေ့သုံးချအဲ့နေရာလပြည့်တဲ့နေ့ကစုံလပြည့်နေ့ကုသိုလ်ကောင်းမှုပါလုပ်လိုက်ထူးခြားစွာကောင်းသွားနိုင်မယ်။ဆန်တရဲ့နေမှာရပိုင်ခွင့်တွေပြန်လည်တောင်းဆိုလှုပ်ရှားရှိတာရှေ့တိုးလို့ဆက်သုံးရဲ့နေမှာရှင်ပြန်မှုမမြောင်မြင်မယ်။အပြန်ဆိုင်တိုက်ခတ်ကြထိုးပေါ်ပြီးလုံးဝနိုင်မယ်။ဇလီရဲ့နေမှာသွာလာနေတဲ့ဂယူဆိုင်ရမယ် မတော်စားအနေဖြစ်တတ်တယ်အရှိရောက်ကုန်တည်သွားစံအနေဖြစ်တတ်တယ်မနဲ့ခုနိုင်ခွဲနဲ့ကိုယ်နိုင်တွင်သွားလာနေတိုင်းဂယုဆိုင်လိုက်ရင်အတော်တန်ကိုဆင်ပြေသွားစရာအကြောင်းရှိပါတယ်ဒီကံလာအတော်တွင်မှာဂျာသာပနေနေဗုဒ္ဓနေအင်္ဂါနေမွေးသူတွေကောင်းကျိုးပေးတယ်တနည်းလာတောက်ကြမွေးသူများကြောင့်စိတ်ပင်ပန်းလူပင်ပန်းဖြစ်ရတတ်တယ်369ကနန်းကျိုးပေးတယ်အပြာရောင်ပန်းရောင်နှုတ်နှစ်ရောင်သုံးပြီးလိုရှိရာကိစ္စဆောင်ရွက်ပါ အဖြူရောင်လက်ကင်မွာတတဲကိုအမွှေးနှံသာပြန်ပြီးလူနဲ့စောင်းပြီးတော့လိုရာကိစ္စဆောင်ရွက်ပါအားလုံးစင်ပြေပါမယ်ကျေးဇူးတင်ပါတယ်